စမ်းမီနယ်မြောက်ပိုင်းလာရှုမြို့ကိုစစ်ကောင်စီပြန်လည်စီမံအုပ်ချုပ်နိုင်ဖို့အရေးတရုတ်နိုင်ငံရဲ့အထူးတန်တမန် Mr. တိန့်ရှိကျင်းကိုတိုင်းကွင်းစင်ပြီးဖိအားပေးစီမံမှုတွေလှုပ်ဆောင်နေပါတယ်။လာရှုမြို့စစ်နကောင်ဟိုတယ်မှာဧပြီလ22ရက်နေ့မနက်ပိုင်းကစပြီး Mr. တိန့်ရှိကျင်းကဥဆောင်ကစစ်ကောင်စီအရာရှိတွေမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တို့မြို့အချုပ်ရေးမြို့လွှဲပြောင်းရေးကိစ္စတွေရှင်းနေကြကြပါတယ်။ Mr. တိန့်ရှိကျင်းဟာလာရှုမြို့ကိုရောက်ပြီးတဲ့နောက်ဒေငွင်းအပါဝင် မြို့ပေါ်အခြေအနေတွေကို ကိုယ်တိုင်လှည့်ပတ်ကြည့်ရှုခဲ့သေးတယ်လို့အေယာဝတီရဲ့ခိုင်မာတဲ့တိုင်းသားလက်နက်ကိုင်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်တက်တွေလည်းထိုင်းလျောက်ပြောင်းဝင်မယ်အရင်တုန်းကတော့ဟိတ်နဲ့ဟန်နေပေါ့ဗျာအခုကတော့မိသားစုတွေနောက်ဆက်တွဲတွေပါကြမှာပါမယ်တိုက်ခိုက်ရေးအင်အားတွေပါမယ်တိုက်ခိုက်ရေးနဲ့သူတို့ရဲ့အုပ်ချုပ်မှုတွေအတွက်ပါလာမယ်မစ္စတာတက်ရှိချင်းဦးဆောင်တဲ့ဒီကနေ့ဆွေးနွေးပွဲကနေမန္တလေးကနေမူဆယ်အထိ တိုင်းသားတော်လှန်ရေးတပ်တွေစုခွာပေးဖို့ ဂါရှိုမျိုးအနီးမှာတော်လန်ရေးတက်တွေစီရေးမဖော်နိုင်ဘူးကို MNDA နဲ့ဝါပြီးသွေးစီညီညွတ်ရေးအဖွဲ့ UWSA တို့ကလုံခြုံရေးယူဝေးဖို့ပါရှိတယ်လို့သတင်းတွေထွက်ပေါ်လာပေမဲ့ AOR ကတခြားတီမပြူနိုင်သေးပါဘူးတရုတ်ရဲ့ညွှန်ကြားချက်တွေနဲ့ဒီကနေ့မနက်ပိုင်းမှာပဲဂါရှိုမျိုးဘက MNDA ရဲ့အလံတွေဖြုတ်ပစ်လိုက်ပြီးဖြစ်ပါတယ်မြို့လေအဝိုင်းမှာမဟာမိတ်အလံတွေဖြုတ်ထားတော့အခုမြန်မာနိုင်ငံအတော်အလံပဲရှိတော့ပါလေခင်ဗျာเนาะ လက်ရှိမှာတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါမှာမဟုတ်ဘူးလို့အမြဲပြောနေတဲ့တရုတ်နိုင်ငံရဲ့အထူးတန်တမန်ကိုရိုင်လာရောက်စီမံနေတဲ့စစ်ကောင်စီတပ်တွေလာရှုမြို့ကိုပြန်လည်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေပေါ်မကြိုဆိုတဲ့အကြောင်းမြို့ကန်တဦးကပြောပါဗျ။တရုတ်ဘာအာဟိုကျွန်တော်တို့ဒီဆနာပြတဲ့ဆနာလူငယ်တွေဆနာပြတဲ့အချိန်မှာအာဒီစစ်တပ်ကဟိုဒီတနက်နေ့ကချူခွင့်ပြီးတော့ဖြုတ်ကျော်ခွင့်နဲ့အချိန်မှာလူတွေတိတ်ဆုံးရတာရှိတယ်။ อนอกပြီးတော့ဒီအခုလက်ရှိလေချောင်းတိုက်ဆိုင်မှုဒီ net လို့အိမ်မှာဒီတရားတာရှိတယ်အဲ့တော့အဲ့ဒါတော့ပြန်ပြတာဖြစ်တော့ကြည့်ရရဲ့ဝင်ဝင်ဆွတ်ပူဆိုမှအဲ့တော့ပြောတာရခုကြတာစီရွေးရို့တာချက်တဲ့ဝင်ဝင်လာပြီးတော့ဝင်အောင်ဆွတ်ဖတ်တာပဲနေလားတော့မျိုးကမှလာပြီးတော့သူကအကုန်လုံးပုံကပေါ်အိုးသူသူသူပိုင်နေလေဟာတဖူလို့ဘာချစ်ပြီးတော့သူကဝစီမံခန့်ကိုပိုင်နေရပေါ့ဗျာဒီမှာဖန်ဝဲနေရဆိုအဲ့တော့ ဟိုစီသားဆန်ကြီးကြီးရတော့ခံကျင်းတော့ဟောဗျာမြို့ကန်ကြီးရှင်နေရတော့ဒီတရုတ်မလိုလားတဲ့တစ်တုံညာနှစ်ခုဆစ်စင်ရဒုတိယပိုင်းကိုဖော်ဆောင်ခဲ့တဲ့အတွက် MNDA ပါဝင်မြောက်ပိုင်းမှာမိတ်တက်တွေကိုတရုတ်ကဖြန့်ငါးပြက်ပိတ်ဆို့ခဲ့ပါတယ်နဇက်ကိပောက်တွေတဲကတချို့ကိုပြန်ဖွင့်ခဲ့ပေမဲ့ပြေဝတဲ့ကုန်စည်စည်းစိမ်မှုကတော့မရှိသေးဘူးလို့ MNDA နဲ့နှိစက်သူတွေစီကတီးရပါတယ်တရုတ်ကလာရှုမျိုးတွေမကပဲ TNL နဲ့ AA တို့တင်ပိုက်ထားတဲ့တခြားမျိုးတွေကိုလည်း စစ်ကောင်စီပြန်လဲအုပ်ချုပ်နိုင်ဖို့အရေးဆန္ဒရှိနေတယ်လို့ FPNCC သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီချိန်တွေကြောင့်တနိုင်ငံလုံးကတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ညှို့ညွှတ်ဖို့လိုပြီးမျိုးတွေကိုမသိမ့်ပိုက်ပဲစစ်တပ်ရဲ့ရန်နေရာတွေကိုရပ်တန့်အောင်လုပ်ဖို့တိုင်းသာတော်လှန်ရေးခေါင်းဆောင်တဦးကမှတ်ချက်ပြုပါတယ်။ကျွန်တော်တို့နဲ့တွေ့ရင်တော့ပြောတယ်လေသူတို့ကစကားစပြူလဲမှာကိုလက်မခံနိုင်ကြဘူး။စကားစမပြူလဲအောင်သူတို့ကနှီးပေါင်းစုံနဲ့လုပ်လိမ့်မယ်။ဒါကြောင့်ကျွန်တော် message ပါချင်တာက ကျွန်တော်တို့အချင်းချင်းဒီထက်ပိုညီညွတ်ဖို့လိုမယ်ကျွန်တော်တို့တွန်းလှန်ရမယ့်သူကပြိုလဲသွားပြီသူ့ကိုထောက်ခံပေးနေတဲ့ထောက်တိုင်ကအကြီးကြီးအဲ့ဒါကတော့တော်တော်နဲ့မလွယ်ဘူးအဲ့ဒါကိုတွန်းချနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ဒါမျိုးလောက်နဲ့တော့မရသေးဘူးဒီထက်ပိုပြီးမှနီးစနစ်ကျရမယ်ဒီထက်ပိုပြီးမှညီညွတ်မှုရှိရမယ်မဟုတ်ရင်တော့ကျွန်တော်တို့ကြိုးစားခဲ့သမျှအပြုတ်ပြိုလဲလဲဖြစ်သွားမယ်မမေအလောင်းတော့ဖြုတ်သွားပြန်လူတွေကပုံပန်သွားလာနေကြတာပဲနော်ဒီနေ့27ရက် လေလ2025လာရှိုးပြည့်ရဲ့ရှင်နေလေးပါ